အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုက်ဘန်မှာ2025အောက်တိုဘာလ14ရက်နေ့အင်္ဂါနေ့အတွက်ကပတ်ရွှေရောင်းဝယ်လို့ဖို့ဤပညာပိုင်းရရောတရင်ပိုင်းချက်လိုက်ရပါခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ပရမအောင်ဆုံးနေနဲ့ကပတ်ရွှေကိုကျွန်တော်ဤပညာအရာခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ဤပညာအရာခမန်းသုံးသပ်တဲ့အခါကျွန်တော်84 time brain နဲ့ခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်84 time brain ဆိုတာဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ဒါဗီဒီယိုတိုင်းနေမှာတော့ပြောလို့ရှိတယ်ဒီကန်နယ်တုံးတုံးတုံးရဲ့ကြာချင်းကြာချင်းတွေဟာကျွန်တော်တို့ဒါ၄နာရီကြာပါတယ် sorry ၄နာရီကြာတယ်ဒီ၃ဒီ အိဖိုးတိုင်းဖရိန်ဆိုတာကျွန်တော်ဒီကနေတုံးတုံးတုံးရဲ့ကြာချိန်နေဟာ၄နာရီကြာပါတယ်ကျွန်တော်တို့က၄နာရီကြာတဲ့ဟာမှာကျွန်တော်ခံမှန်းသုံးသပ်ပေးတော့တာဖြစ်တယ်ဒါတိုင်းဖရိန်နေရတော့မိတ်ဆွေရဲ့ကိုကျွမ်းကျင်တဲ့ပုံမှာမူတည်ပြီးတော့အယောင်းဝယ်လောက်ကြတာရှိတယ် H1 နဲ့သုံးသပ်ပြီးအယောင်းဝယ်လောက်ကြတာရှိတယ် M30 M50 ဒီ15မိနစ်တိုင်းဖရိန်နေနဲ့ဒါမျိုးတွေနဲ့သုံးသပ်ပြီးအယောင်းဝယ်လောက်ကြတာရှိတယ်အထက်ကနေကျွန်တော်အိဖိုးတိုင်းဖရိန်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်လက်ရှိကမ္ဘာ့ရွှေပေါက်ဈေးဟာတအောင်စားကိုကျွန်တော်တို့အဲ၄108ပေါက်နေတာအနေထားကိုတွေ့နေရဖြစ်တယ်၄108ဆိုတဲ့ဈေးအနေထားကဈေးကပြန်ချနေတဲ့ရောင်းလို့ အားများနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်ဒီလိုပြောလဲဆိုလို့ရှိရင်ကျွန်တော်ကန်နေတုံးလက်ရှိကန်နေတုံးကိုအယူရှင်းဆုံးပထမဦးဆုံးကြည့်မယ်ဆိုရင်ကျွန်တော်ကန်နေတုံးကိုကြည့်လိုက်ပါ။ကန်နေတုံးကကျွန်တော်လက်ရှိကဘဲကန်နေတုံးကိုတွေ့နေရဖြစ်တယ်။ဘဲကန်နေတုံးဆိုတာဈေးကျောက်ကိုကိုစားပြုတဲ့ကန်နေတုံးကိုတွေ့နေရဖြစ်တယ်။ဒီကန်နေတုံးကဒါမှဈေးကျနေတာဖြစ်တယ်။ကျွန်တော်တို့ဒါ ဈေးဆက်တိုက်တက်တက်ပြီးမှပြန်ကျနေတဲ့အနေအထားဖြစ်တယ်လက်ရှိအနေအထားဟာအာကျွန်တော်တို့ဒီမနက်ပိုင်းဈေးစားပွင့်ကလေးကိုဈေးကဆက်တိုက်တည်တက်နေတာဖြစ်တယ်ဆက်တိုက်တည်တက်နေတာဖြစ်တယ်ဒီဆက်တိုက်ဆက်တိုက်တက်တက်တာဖြစ်တယ်စံချိန်တိအမြင့်ဆုံးဈေးတန်းကလည်းကျွန်တော်တို့ဒါ၄000တရာ89ဈေးတန်းပဲဖြစ်တယ်ဒါစံချိန်တိအမြင့်ဆုံးဈေးတန်းကျွန်တော်မနက်ပိုင်းဒီအခမဲ့အကြံပေးတဲ့ Telegram Signal Channel မာတွေရောကျွန်တော် VIP Signal Channel မာတွေရောကျွန်တော်ဒေါက်လျှောက်အကြံပေးနေတာဖြစ်တယ်၄000တရာ85ဝန်းကျင်လောက်ဒီဈေးတက်လာနိုင်မယ်ဆိုတာကိုကျွန်တော်ဒေါက်လျှောက်အကြံပေးနေလေးရှိတယ်အခ ားမဲ့အကြံပေးတဲ့ channel မှာတွေရော VIP signal channel တွေပါရောဒါကျွန်တော်ရဲ့သုံးသက်ချက်တွေကိုစောင့်ကြည့်ပြီးအယောင်ဝင်လောက်ကြမယ်ဆိုအဆင်ပြေကြမယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ခန့်မှန်းထားတဲ့အတိုင်းပဲ4185ဝင်းကျင်ဒီ86လောက်ထိဈေးတက်သွားခဲ့တယ်။ဈေးတက်သွားပြီးတော့လက်ရှိအနေထား4186ကိုဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ပြန်ကျနေတဲ့အနေထားကိုတွေ့နေရဆိုလိုတာကဒီနားလေးမှာ4186ဝင်းကျင်တာလေးမှာကျွန်တော်တို့အဝယ်သိမ့်မရှိဘဲနဲ့ရောင်းအလိုအားတွေများပြီးရောင်းချလိုက်တဲ့အနေထားဖြစ်တဲ့ဆက်တိုက်ကိုကြာသွားတဲ့အနေထားကိုတွေ့နေရဖြစ်တယ်။ ဒီအချိန်မှာဒီကာလမှာဒီဒီအချိန်မှာဒီအနေထားမှာကျွန်တော်တို့ဒါအဝယ်တွေကိုတတိထားပါဘာကြောင့်အဝယ်တွေကိုကျွန်တော်တတိထားခိုင်းနေလဲဆိုရင်ဈေးတန်းကအပေါ်ကနေဝယ်ရောင်းလို့အားတွေပြန်ဝင်ကပြီးဈေးကျနေတဲ့အနေထားဘယ်လောက်ထိကျသွားမယ်မသိသေးဘူးအဲပြီးတော့ ဒီအဝယ်တွေကိုဆက်တိုက်ဆက်တိုက်ဝင်လို့ရှိရင်ကိုကဖလုတ်တွေမိပြီးတော့ဒီအရှုံးနာတွေဒါများမှာကြောင့်မို့ကျွန်တော်အဝယ်မဝင်မနဲ့စောင့်ကြည့်တဲ့အနေအထားဖြစ်တယ်ဒါအဝယ်ဝင်ခြင်းနဲ့မိတ်ဆွေတွေအတွက်တော့စောင့်ကြည့်တဲ့အနေအထားလေးတော့လုပ်စေခြင်းနဲ့ဟုတ်ပြီဒါကကျွန်တော်တို့လက်ရှိအနေအထားကိုပြောပြတာဖြစ်တယ်ကျွန်တော်တို့ဒါမနက်ပိုင်းအင်ကာနေဈေးစောက်ဖွင့်ကြတဲ့အကိုကပတ်ရွှေစီကဘလောက်မှဈေးစောက်ဖွင့်ကြတယ်လဲဆိုရင်တအောင်စကိုကျွန်တော်တို့4100မှာဈေးစောက်ဖွင့်ကြလိုက်တယ်4100မှာဈေးစောက်ဖွင့်ခဲ့ပြီးတော့လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ4100 89ပဲဈေးတစ်ပန်းဖြစ်တယ် 89ဆိုတဲ့ဈေးတန်းဟာဒါစံချိန်တည်းအမြင့်ဆုံးဈေးတန်းပဲဖြစ်တယ်။လက်ရှိချိန်ထိအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးတန်းဟာ4090ပဲဈေးတန်းပဲဖြစ်တယ်။4090ဈေးတန်းဆိုတော့ဈေးကွက်ကဒါလှုပ်ခတ်ကျန်းသွားတာဖြစ်တယ်။လက်ရှိရဲ့မနက်ပိုင်းတည်းကနေလက်ရှိနေ့လယ်ပိုင်းအချိန်ထိကိုဈေးကွက်ကပစ်တရာနီးပါးလောက်ဈေးလှုပ်ခတ်ကျန်းသွားတာဖြစ်တယ်။ဒါကဈေးတက်ကျကျန်းသွားတဲ့နေ့လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့မနက်ပိုင်းတစ်ပိုင်းတည်းတင်ကိုဒါအာရှချိန်ယူရိုချိန်အာရှနဲ့ဒါယူရိုချိန်လေးပဲရှိတယ်။အာရှနဲ့ယူရိုချိန်မှာကိုပစ်ပေါင်း100ကျော်လောက်ထိ ဈေးကလှုပ်ခတ်သွားတာဖြစ်တယ်ဒါဈေးတက်ကြကြလာတာဖြစ်တယ်စနစ်တက်ကြအယောင်ဝင်မလှုပ်တဲ့အကောင့်တွေဆိုရင်ဒါကဖလုတ်တင်နေမိတာတွေ ကျွန်တော်ရှုံးရှုံးလာတယ်ရှိနိုင်တယ်။ဒါကြောင့်စနေတို့ကြားနဲ့အယောင်ဝင်လို့ပို့ကျွန်တော်ခါတိုင်းအဲခဏခဏပြောနေရခြင်းအကြောင်းရင်းဖြစ်တယ်။ဟုတ်ပြီဒါကစကားလေးနည်းနည်းတော့ရှည်သွားပြီကျွန်တော်ဒီလက်ရှိရဲ့ဈေးကွက်အနေထားကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ဒီနေ့တရက်တာအနေနဲ့သတိထားရမယ့်ဈေးရန်တွေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတွေကိုတခါတည်းဆက်လက်ပြီးပြောပေးသွားအောင်မှာဖြစ်တယ်။ဒါကြောင့်စောင့်ကြည့်ပေးဖို့လိုအပ်တယ်။အကယ်လို့ဒါမိတ်ဆွေရ trade account တွေဖွင့်နေတာပဲဖြစ်စေ VIP Signal Channel တွေကို join နေတာပဲဖြစ်စေ trade management account တွေကိုလုပ်ချင်ဒီ account ကို management buying လုပ်ချင်တာလည်းဖြစ်စေကျွန်တော်ရဲ့ဒီ service တွေကို Telegram နဲ့ Viber မှာလာရောက်ဆက်တွေ့ပြီးဆွေးနွေးလို့ရတယ်။ trade account ဖွင့်ကျင်တယ်မရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ commission ကိုကူးပြီး commission ကနေပေးเสียမလို့ဘူးဆော်ဖီညသိခါနေပေးเสียမလို့ဘူးပြီးတော့နောက်ထပ်တစ်ခုကတော့ဒါငွေထုတ်တဲ့အခါမှာလည်းထုတ်တဲ့ငွေအမောင်းကိုလွယ်ကူမြန်ဆန်စွာနဲ့သတိကြကြဟိုရကျင်နေဆိုရင်ဒီလိုမျိုးစပစ်မျိုးတွေကိုရကျင်နေဆိုရင်ကျွန်တော်ရှိမှာဒါလာရောက်ဆက်သွယ်ပြီးဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ပြီနောက်ထပ်တစ်ခုကတော့ VIP signal channel ပေါ့ VIP signal channel ကဘာလို့လဲဆိုတော့ဒါ signal အရောက်ဝင်လို့ဖို့အတိအကျဈေးတန်းတွေကို TPS အနေနဲ့အတိအကျဈေးတန်းတွေကိုဒီလိုမျိုးတွေကိုအကြံပေးတွေလိုချင်နေဆိုရင်တော့ကျွန်တော်ရဲ့ Telegram ဒီ VIP ီ signal channel ကို join ထားပေးဖို့လိုအပ်ပါတယ်ခင်ဗျာဟုတ်ပြီဆက်လက်ပြီးတော့ကျွန်တော်ဒီနေ့တရက်တာအနေနဲ့သတိထားရမယ့်ဈေးတန်းတွေကိုပြောပေးသွားမှာဖြစ်တယ်ဒီနေ့တရက်တာအနေနဲ့သတိထားရမယ့်ဈေးတန်းကတော့စံချိန်တိအမြင့်ဆုံးဈေးတန်းတော့ခဏလေးတော့ပြောထားခဲ့တဲ့အတိုင်း4189ဈေးတန်းပဲဖြစ်တယ် 4196ဈေးတန်းကိုတာဖောက်တက်သွားနိုင်ခဲ့ပြီဆိုရင်လက်ရှိရဲ့ဝက်စစ်တန်အကြီးမားဆုံးဈေးတန်းက4196ဈေးတန်းပဲဖြစ်တယ်4196ဈေးတန်းကိုတာဖောက်တက်သွားနိုင်ခဲ့ရင်တော့နောက်ထပ်ဆန်ချိန်တိအမြင့်ဆုံးဈေးတန်းတွေကကျွန်တော်တို့4200ကျော်ဈေးတန်းမွေးရင်ချင်လောက်ထိတွေကိုဟိုပြောင်းမြင်ရနိုင်မှာဖြစ်တယ်ဒါကတော့ကျွန်တော်တို့ဈေးတန်းတွေက ခက်မှန်းဖို့တော့လောလောဆယ်အပေါ်ဈေးကနေဘလောက်ထိတက်သွားနိုင်မလဲဆိုတော့ခက်မှန်းဖို့တော့ခက်တယ်ဘာကြောင့်လဲဆိုတော့အပေါ်မှာဝက်ဆစ်စတမ်မရှိဘူးလေးဟာနဲ့လည်းဖြစ်နေတာဖြစ်တဲ့အတွက်သူတက်ချင်တယ်လောက်တက်သွားပြီးတော့ပြန်ပြီးတော့ဆွဲချတာမျိုးလည်းဖြစ်တယ်ဒါကြောင့်စတေဂျန်အယောင်းဝယ်လုပ်ဖို့ကျွန်တော်အကြံပြုနေရခြင်းဖြစ်တယ်4196ဈေးတန်းကိုတော့ဖောက်တက်သွားနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့4235ဝန်းကျင်လောက်အထိကတော့အသာလေးရောက်နိုင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ဒီနေ့တည့်ရက်ထဲရောက်နိုင်မယ်အနေထားကိုပြောတာမဟုတ်ပါဘူးကျွန်တော်တို့ဒါဒီလာတဲ့အသွင်လည်းရောက်ချင်ရောက်နိုင်ပါတယ်4196ကို ဖောက်တက်သွားနိုင်ခဲ့ရင်တော့4135ဝန်းကျင်လောက်ဒီဈေးတက်လာနိုင်တယ်ဟုတ်ပြီ4189ဖောက်တက်ရင်လိုက်ပြီးတော့ဝယ်ပါငါအယောင်းနေသတိထားပါအဲ့ချိန်မှာဆိုလို့ရှိရင်ဟုတ်ပြီဒီနေ့တည့်ရတာအနေနဲ့သတိထားရမယ့်စပို့ဈေးတန်းကဘယ်လိုဖြစ်မလဲလက်ရှိအရဆိုရင်စပို့ဈေးတန်းက4090ဈေးတန်းပဲဖြစ်တယ်၄၀၉၀ဈေးတန်းကိုတော့ဖောက်ကြရင်တော့ဈေးကျမျောလို့ရအောင်မှာဖြစ်တယ်။ဒါကဈေးကျမျောနေတဲ့မိတ်ဆွေတွေတို့၄၀၉၀ကိုဖောက်ကြနိုင်ခဲ့ပြီဆိုရင်ဘယ်လောက်ထိကျတာနိုင်မလဲဆိုရင်၄၀၅၀ လောက်ထိကိုအကျမျော်လို့ရမှာဖြစ်တယ်ဒါ4050ကစပို့ဈေးတန်း main စပို့ဈေးတန်းလို့ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီ4000ဒီ90ကိုဖောက်ကြပြီဆိုတော့လိုက်ပြီးတော့ရောက်မှာလက်ရှိရတော့အဲ့ဒီနားလေးမှာပဲဈေးက e နေတာဖြစ်တယ်4090ကိုဖောက်ကြပြီဆိုလို့ရှိရင်4050လောက်ထိဈေးကျလာနိုင်တယ်ဒါကတရက်သာတတိထားရမယ်ဈေးတန်းတွေဖြစ်တယ်ဒီကောင်းလေးကိုဘယ်ကောင်းကိုဘယ်ဈေးတန်းကိုဖောက်တဲ့ဘလောက်ထိတက်လာနိုင်မလဲဘယ်ဈေးတန်းကိုဖောက်ကြဘလောက်ထိကျလာနိုင်မလဲဒါကိုသိထားတယ်ဆိုလို့ရှိရင်တော့ဆုံးရှုံးမှုရခိုင်လုံးနည်းတယ်ဘာကြောင့်လဲဆိုတော့ဒီဈေးတန်းတစ်ခုကို မဖောက်တတ်နိုင်ဘူးဆိုလိုက်ပြီးတော့ဝယ်ပါဖောက်ကြနိုင်ပြီဆိုရင်ဒီလိုက်ပြီးတော့ရောင်းပါဒါဆိုလို့ရှိရင်အရှုံးနဲနိုင်ပါတယ်ခင်ဗျာဒါလေးကိုသိထားတယ်ဒါအဓိက main လို့ပြောလို့ရတယ်ဒီတရက်တာအမှသိသိထားရမယ်လက်ရှိပြောနေတဲ့ဈေးတန်းတွေကဟုတ်ပြီဒါမရှင်းလာရရှင်ကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်။အဲကျွန်တော်ကအခုလက်ရှိဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတခါလေးပြောပေးသွားမှာဖြစ်တယ်။ဘယ်မှာဝယ်တင်လဲဆိုအဲဝယ်ကိုအရင်ပြောပေးမှာဖြစ်တယ်။ Bye ဘိုင်းလက်ရှိဈေးတန်းမှာဘိုင်းလင်းလာတာကျွန်တော်လက်ရှိမှာဈေးတန်းဒီ4300ကျော်နားလေးမှာကျွန်တော်အဝယ်မကြိုက်သေးဘူးဘာကြောင့်လဲဆိုတော့လက်ရှိရဈေးကွက်အနေထားကဒီမှာမြင်ရတဲ့ကန်တွေအယူဆုံးယုံကြည့်မယ်ဆိုလို့ရှိရင်လည်း ဈေးကကျနေတယ်ရောင်းလို့အားများနေတာဖြစ်တဲ့အတွက်ကျွန်တော်အဝယ်မဝင်သင့်သေးဘူးလို့မြင်တယ်ဒါကြောင့်ဘယ်နာဒီမှာဝယ်မယ်လို့ဆိုတော့ပါပါလေးဝယ်မယ်လို့ဆိုရင်တော့4190ဝန်းကျင်လောက်မှာဝယ်ပါဒါမဲ့ဒါကပြည်ပြည်အများကြီးယူလို့မရဘူး4190ကိုတော့ဖောက်ကြရင်တော့နောက်ထပ်ဈေးတန်းတွေကအကျကြီးအကောင်းအောင်မှဖြစ်တဲ့အတွက်ကျွန်တော်တီပီအနဲ့အနဲ့ SN တွေထားပြီးတော့ထိတ်စေခြင်းနဲ့နောက်ထပ်တစ်ခုက4190မှာရောင်းအဝယ်မကြိုက်သေးဘူးဆိုတဲ့မိတ်ဆွေတွေအတွက်က4150လောက်မှာဝယ်ပါတီပီအမြတ်ပိုင်းဈေးတန်းကတော့ဘယ်မှာအမြတ်ပိုင်းရမလဲဆိုတော့4195 ဒီက4150မှာဝယ်ခဲ့တဲ့မိတ်ဆွေတွေဆိုလို့ရှိရင်4100အာဒါ60 90လောက်အထိကိုအမြတ်ယူလို့ရမှာဖြစ်တယ်။အဆန်အရှုံးပိုင်းစည်းတန်းကတော့ဒါမိတ်ဆွေကကိုရှုံးရှုံးခွန်နေတဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့လဲလို့ပြောပေးသွားမှာဖြစ်တယ်။ဘယ်မှာထားတဲ့လဲဆိုရင်တော့4100 80အောက်မှာအဆန်ထားရင်တော့ပို့ပြီးတော့အဆင်ပြေတယ်။ဒါကကျွန်တော်အဝယ်အသွက် TB နဲ့အဆန်ကိုကျွန်တော်ပြောပေးသွားတာဖြစ်တယ်။အဝယ်အသွက်ပြောပြီးပြီဆိုလို့ရှိရင်ကျွန်တော်အယောင်အသွက်ပြောပေးသွားမှာဖြစ်တယ်။အယောင်ဆဲအော်တာဆဲအော်တာရောလက်ရှိ ရောင်းတင်သလားဒါဆိုရင်ဘာမကြိုက်ဘူးဆိုရောင်းတင်တယ်လားလို့မြင်ကျွန်တော်အမြင်ရဆိုရင်၄တောင်း၁၆ဝန်းကျင်တမှာကျွန်တော်ရောင်းတင်တယ်လို့မြင်တယ်ဒါပပလေးပေါ့ဘယ်ဘိုင်ရောဆဲရောစနစ်တို့ကြောင့်လည်းအယောင်ကလုတ်စေခြင်းနဲ့ဒီအကာလာဒီချိန်ဒီမှာဘာလို့ဆိုတော့အသေးတွေအသက်အကြအရန်ချမ်းနေတဲ့အခါမှာအကောင့်တွေကိုထိခိုက်တာမျိုးတွေပြုတ်တာမျိုးတွေမဖြစ်စေချင်ပါဘူးဒါကျွန်တော်ရဲ့စေတနာအမှန်ပါဟုတ်ပြီ၄တောင်း၁၆မှာကျွန်တော်တို့ရောင်းမှာရောင်းစေခြင်းနဲ့၄တောင်း၁၆မှာ ရောင်းစေခြင်းနဲ့တီးပြီးအမြက်ပိုင်းဈေးတန်းကတော့ဘယ်ဈေးတန်းနဲ့မှရောင်းတဲ့4106မှာရောင်းမကြိုက်သေးဘူးစောင့်ချင်နေတဲ့ဆိုတဲ့မိတ်ဆွေတွေအတွက်ဆိုဘယ်မှာရောင်းတင်တယ်လို့ဆိုတော့4100ဆောက်5လောက်မှာရောင်းပါ4100 15ဝန်းကျင်လောက်မှာရောင်းပါ15ဝန်းကျင်လောက်မှာရောင်းပါတီးပြီးအမြက်ပိုင်းဈေးတန်းကတော့4100အမြက်ပိုင်းလို့ရတယ်4100 95မှာအမြက်ပိုင်းမှာ အော် sorry 4095မှာအမြတ်ပိုင်းမှာအဆန်အရှုံးပိုင်းဈေးတန်းကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုလို့ရင်ဒါမိတ်ဆွေကိုရှုံးပိုင်းကနေလည်းပမာဏတွေပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတင်တယ်လဲဟိုတော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတင်လဲဆို4115ရဲ့အပေါ်မှာအဆန်ထားရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဒါကအယောင်း order အတွက် TV နဲ့အဆန်ကိုကျွန်တော်ပြောပြသွားတာဖြစ်တယ်ဟုတ်ပြီဒါကဒီဟိုကျွန်တော်ရဲ့ဒီတအူရော30ချက်ဖြစ်တယ်တအူရောအမြင်30ချက်ဖြစ်တယ်ဒါကြောင့်တရားရခိုင်တော့မှန်ကန်မှုတော့မရှိဘူးဒါနိပညာရ30ချက်ဖြစ်တာကြောင့်ဒါမိတ်ဆွေတို့လည်းစနေတကြနဲ့အယောင်းဝယ်လို့ခို့လို့အကြံပြုပါတယ်ခင်ဗျာဟုတ်ပြီဒါကကျွန်တော် ်ဤပညာအရာကိုသုံးသပ်ပြီးပြီဆိုကျွန်တော်တရင်ပိုင်းရသုံးသပ်ပြီးသွားဖြစ်တယ်တရင်ပိုင်းရတော့ဒီနေ့အတွက်တရင်တွေထွက်ဖို့ရှိလားတရင်တွေထွက်ဖို့ရှိပါတယ်ကျွန်တော်တို့ဒါတစ်ချက်လောက်သွားကြည့်ရအောင် ကျွန်တော်ဗီဒီယိုလည်းနည်းနည်းတော့ရှည်သွားတယ်ဒါလေးတော့တစ်ချက်ဒီခံပြီးကြည့်ပေးပါကျွန်တော်လက်ရှိရဲ့ဒီညပိုင်းမှာသတင်းကထွက်ဖို့ရှိလာဆိုတော့သတင်းထွက်ဖို့ရှိတယ်ဒါပေမဲ့ result ရလာတဲ့ထွက်မဲ့သတင်းမျိုးတော့မဟုတ်ဘူးဘာသတင်းလဲဆိုတော့ free chair power power ဆိုတာဘာသတင်းလဲဆိုရင် US ဘ ਹੁ ဘန်ဒုံဒုံသတင်းပြဲ oh sorry US နိုင်ငံရဲ့ဒီရဲ့ဘ ਹੁ ဘန်ဥက္ကဋ္ဌ power speed ရှိတယ်ဘ ਹੁ ဘန်ဥက္ကဋ္ဌရဲ့ပြောကြားချက်တွေပေါ်မှာမူတည်ပြီးကပတ်ရွှေရောင်းဝယ်ဒီကပတ်ရွှေတွေကဈေးသက်ကြတဲ့မျိုးတွေကိုဖြစ်လာနိုင်တယ်ဒါကြောင့်ဒီသတင်းကဘယ်အချိန်မှာဖြတ်ထွက်မလဲဆိုရင်မြန်မာစံတော်ချိန်ညမြန်မာစံတော်ချိန်ဒါညအဲ ကျွန်တော်10နာရီ10နာရီ90လောက်မှာထွက်ရှိသွားမှာဖြစ်တယ် sorry ည 10နာရီ90လောက်မှာထွက်ရှိသွားမှာဖြစ်တယ်22နာရီဆိုတော့10နာရီ90လောက်မှာထွက်ရှိသွားမှာဖြစ်တယ်ဒီအချိန်မှာတော့ကမ္ဘာရွှေအလုတ်ခတ်ကျန်းလာနိုင်တယ်ဟုတ်ပြီသတင်းရ update တွေသိကျင်တာပဲဖြစ်စေအဲဈေးနှုန်းရ update တွေသိကျင်တာပဲဖြစ်စေကျွန်တော် Telegram free channel ကိုဒါ join ထားပေးဖို့တော့လိုအပ်တယ်အကယ်လို့ဒါသိကျင်တာပဲဖြစ်စေ trade account ဖွင့်ကျင်တာပဲဖြစ်စေမရှင်းတာပဲဖြစ်စေကျွန်တော်ကိုဒါ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီ video လို့ဆုံးထိကြည့်ရတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်